အားလုံးပဲမင်္ဂလာပါရှင်။ဆိုင်းဆရာຫນွေဦးနေရေးသားတဲ့မိုးရီတဲကမိမတရား။ငါတို့ထိုင်းနိုင်ငံရာသီဥတုကပုံမှန်ဆို အောက်တိုဘာမှာမိုးကုန်တာပဲ။ဒါပေမဲ့ငါတာဝန်ကျနေတဲ့ဒီတောင်ပိုင်းမှာတော့ဒီဇင်ဘာရောက်နေပြီ။မိုးကရွာကောင်းတော့ပင်လဲတဲ့နီးလို့ထင်ပါရဲ့။ဆောင်းရသည်အေးတယ်ဆိုတာဘာမှမသိ။အခုမနဲ့လဲမိုးတွေတဝုန်းဝုန်းရွာနေတယ်။ငါတို့ရဲ့စကမ်းမှုကစီကံကြည့်တာမို့ ဒီမနေ့ဂျူဒီချင်းကိုငါတိုက်ခန်းကနေမိုးတဲတဲကြားကပင်အချိန်မီအောင်လာခဲ့ရတယ်။တကယ်တော့ဒီနေမီကအမှုခင်းနေတော့ငါတို့တက်တာလည်းပြောရမယ်။ဒါပေမဲ့ကမ်ဘောဒီးယားမြန်မာစားတဲ့နိုင်ငံတွေကရှေ့ပြောင်းလုပ်သားတွေလည်းရှိတော့သူတို့အရေးနဲ့ပတ်သက်တဲ့ပြဿနာတချို့တော့ရှိတယ်။ဒီနေမီကစက်ရုံတွေမရှိပေမဲ့ပင်လယ်ငါးဖက်လုပ်ငန်းတွေရှိတယ်။အပန်းဖြေကမ်းခြေတွေကြောင့်ခီးသွားလုပ်ငန်းတွေလည်းတွင်ကျယ်တယ်။ ရွှေပြောင်းလုံသမားတွေအဖို့အလောက်ကန်တွေပေါ်တယ်ဆိုရမယ်။အဲ့ဒီခွင်လန်းတဲ့သူထိမ့်သိမ့်နေရတာက နေထိုင်လောက်ကန်ခွင့်အထောက်ထားမဲ့ရွှေပြောင်းတွေပဲ။ဒါမျိုးဆိုရင်တော့ငါတို့ဖန်စီရေးယူမှုတွေမဖြစ်မနေလုပ်ရတယ်။တန်ရိုက်တာအချုပ်ချတာနောက်ဆုံးသူတို့မိခင်နိုင်ငံတွေစီပြန်ပို့တဲ့အထိပေါ့။ငါတို့နိုင်ငံမှာနေရင်ငါတို့နိုင်ငံရဲ့ဥပဒေကိုသူတို့လေးစားလိုက်နိုင်ရမှာပဲ။မလိုက်နာသူတွေရှိလို့ ငါတို့ကအေးအေးယူနေရတယ်။အကျိုးဆက်ကတော့ရွှေပြောင်းလုပ်သားတွေကငါတို့ကိုမြင်ရင်ဘလို့တပတ်မြင်တယ်လို့လမ်းကြရှောင်ကြတော့တာပဲ။ဒီနေ့အပြင်ထွက်ရမယ့်ဂျူဒီမရှိတာမို့ငါအလုပ်စပွဲမှာထိုင်ရင်ဒီလားအတွက်အမှုစည်းရင်းချုပ်ကိုကွန်ပျူတာမှာစည်းရင်းသွင်းနေမိတယ်။အဲ့ဒီခိုင်မိုးတန်လေးတန်တအုံးအုံးကြားကနေအတန်တန်ကွန်ကကြားလိုက်တယ်။ဆောင်းဝါရီခ မင်္ဂလာပါရှင်လို့နှုတ်ဆက်တဲ့အတူ မိမတယောက်စခန်းထဲကိုဝင်လာတာတွေ့ရတယ်။အဲ့ဒီမိမကစောင်းလာတဲ့ ठी ကိုအဝင်ပေါက်ရဲ့အပြင်ဘက်တကားဘေးမှာပိတ်ပြီးချထားလိုက်တယ်။မိုးတဲလေထံမို့သူ့ ठी ကသူ့ကိုကောင်းကောင်းမကာခဲ့နိုင်မှုထင်တယ်။သူ့မှာတကောလုံးနီးပါးရွှဲဆိုလူမတက်ဖြစ်နေတယ်။အသေးချာကြည့်မိတော့မိုးမိထားတဲ့အဲ့ဒီမိမဟာအတော်ငယ်သေးတာပဲ။တီရှပ်အဖြူနဲ့အပြာရောင်ကျင်းမရှိအပွားကိုဝတ်ထားတယ် သူ့အသက်ရှိလာ20ပေါ့မိုးကနဲ့ပတ်ထားတဲ့အထုပ်ထုပ်ကို သူပိုက်ထားတယ်ဝင်ပေါင်းတဲ့အနီးဆုံးငါစပွဲကိုသူရောက်လာတယ်သူ့ပုံစံနဲ့လေတန်းကငါတို့လူမျိုးမဟုတ်ဘူး तू ရွှေပြောင်းလူသားတယောက်ပဲဖြစ်ရမယ်အင့်ငနေကလေးငယ်တယောက်ရဲ့ညီးတန်တဲ့သူမိမငယ်ရဲ့အထုပ်ကလှုပ်လာတယ်လက်ဆက်သက်တော်သူ့အထုပ်ကလာသားရွယ်ကလေးငယ်လေးကို အနည်းနဲ့ထုတ်ပိုက်ထားတာပဲ ငါ့ဇပွဲရှိကထိုင်ကုန်ကိုညွှန်ပြလိုက်တော့ကလေးပိုက်ထားတဲ့မိန်းမငယ်ကမဝမရဲဝန်ထိုင်နေတနာကမာရုပ်ရည်နဲ့ဒီမိန်းကလေးခမဘလို့ဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရတယ်မသိဘူး။ပွာယောင်ခြောက်တွေ့နေတဲ့သူ့စပင်တွေနဲ့လောလောလတ်လတ်ငိုရှိုက်ထားပုံရတဲ့မျက်လုံးတွေကြောင့်လူရောစိတ်ပါချုံးကြနေတယ်။ငါ့ကိုစကားမဆမီစခန်းထဲကငါလှုပ်ဖို့ကင်ဘတ်တွေကို သူကမျက်လုံးဝှေ့ကြည့်တယ်။ငါတို့လူတွေဇပွဲအသီးသီးမှာ စရင်စရာကိုစီနဲ့အလုံနေနဲ့ရှုံနေကြတယ်။မိအလိုက်ပတ်နောက်ခံဘာကိစ္စရှိလို့ပါလဲညမ။ငါမေကွန်ဆုံးတာနဲ့တိတ်မပီးတာပဲမယ်။ငါနားလေလောက်တဲ့အနေထားနဲ့သူ့စီကထိုင်းလို့ပြောတန်ထွက်လာတယ်။ကျမမြမအလုံတမတစ်ယောက်ပါ။ကျမကိုမိမငယ်ကစကားကိုမဆက်ပဲသူ့ပွေထားတဲ့ကလေးကိုတချံငုံကြည့်တယ်။ပြီးမှရှိုက်တန်တဲ့အတူတလုံးချင်းပြောချလာတယ်။ကျမတို့သားမိကိုဖမ်းပါရှင်။ အမူအကင်းတွေကို ထမင်းစားရေတောက်ဖြစ်နေတယ်ရဲဝင်တန်းဖြစ်တဲ့ငါမှာဒီမင်းမငယ်စကားကြတော့မန်ဩပဲမနေနိုင်ဘူးသူက အမှုတိုင်တန်းသူမဟုတ်ပဲအမှုကိုလာရောက်ဝန်ခံသူများလားစိတ်အေးထားညမဘာကြောင့်ဖမ်းသိကျင်တာလဲအသေးစားပြောပါဦးနေဦးမင်းမိုးမိထားတာပဲမိုးရေတွေကိုတုတ်လိုက်အောင်ကလေးရောမိုးဆိုသေးလားငါတို့စကန်းကရဲမေဖုန်ကိုငါခေါ်လိုက်ပြီးသူတို့တာမီကို မိုးရေတုတ်ကူဖို့ပြောလိုက်ရတယ်။မင်းကထိုင်းစကားတော့တော်ပြောတတ်တယ်။ထိုင်းကိုရောက်တာဘယ်လောက်ကြာပြီလဲ။မင်းအကြောင်းစုံပြောပါဦး။ "तू တင်းငင်အောင်ဆောင်ပြီးမှမိကွန်းတွေကိုငါဆမေးတယ်။ကျမဒီရောက်တာလေးနှစ်ပြည့်တော့မယ်။ကျမကမြန်မာပြည်တောင်ပိုင်းတငါရွာလေးတရွာကပါ။ကျမငငယ်ကလေးကမိဘတွေဆုံးသွားလို့ဒေါ်လေးမှလိုက်နေရတယ်။ကက်ယောဂနဲ့တိုင်းပြည်အရေးတွေပေါ်လာတော့ရွာမှာနေထိုင်ရေးလုပ်ငန်းတွေမပြေတော့ဘူး။ဒေါ်လေးစီစဉ်နေ ထိုင်းကိုကျမတရားမဝင်တက်လာခဲ့တယ်။မိမငယ်ကရဲစခန်းရောက်နေတာတောင်တတိမထားပဲသူပြောချင်ရရင်အထင်းချုံမဲ့ပြောနေပါရော။ကျမရောက်စမှာပဲပတ်စရင်နေတိုင်းလောက်ကန်ခွင့်အထောက်သားစာရွက်တွေတင်ခွင့်ရလို့ကန်ကောင်းခဲ့တယ်။အိမ်မော်လုပ်လည်းရခဲ့တယ်။အင်ရှင်ကထိုင်းလူမျိုးအသက်60ကျော်အဖိုးအဝါဆုံးတွဲပါ။အဲ့ဒီမှာအလုပ်လုပ်ရင်ကျမထိုင်းစကားတက်လာခဲ့တယ်။နှစ်နှစ်နေပါကြမှာအဖိုးနဲ့အဖွားက သူတို့သားသမီးတွေရှိရာထိုင်းနိုင်ငံအရှေ့ပိုင်းကို အပြီးပြောင်းမှမို့ကျမအလုပ်သိရှာခဲ့ရတယ်။မိမငယ်ကသူ့ရှင်ခွင်ထဲမှာအပူပင်မဲ့အိမ်မောကြနေတဲ့သူ့ကလေးကိုတစ်ချက်ငုံကြည့်ပြီးမှစကားကိုဆက်တယ်။ဒီနာကမနှက်စင်းမှအလုပ်သိရခဲ့တယ်။ထိုင်းလူမျိုးတဦးရဲ့ကုံစုံဆိုင်မှာဈေးရောင်းအကူပါ။အဲ့ဒီမှာတားရဲ့အဖေဖြစ်လာမယ်။ကျမမျိုးသားနဲ့စတွေ့တယ်။သူကတရုတ်လူမျိုးတွေဦးစီးတယ်။စောက်လို့ရေလုပ်ငန်းဝင်တစ်ခုမှအလုပ်ကျန်းလုပ်တယ်။ ကျမသူနဲ့အိမ်တော်ကြတော့ပြောခဲ့ရပါတယ်။ဒါပေမဲ့ကျမသားကိုမွေးကနေမှကျမတို့အဆင်မပြေမှုတွေရှိလာတယ်။တခြားမျိုးကိုသူတို့အလုပ်ဆိုင်နေရပြောင်းတော့သူလိုက်သွားခဲ့ရတယ်။ဈေးရုံကိုအခန်းကြီးချင်းတွေအကူအညီနဲ့တက်ပြီးကျမခလေးမွေးခဲ့ရတယ်။သူ့စီကဖုန်းနှောင်းဆက်မလာဘူး။သူ့အကြောင်းနောက်မှသိရတယ်။သူတို့ဆိုင်ငါးလွှာမှာစလစ်ပြင်လောင်းရင်ညမ်းပြူကြတော့သူပါသွားခဲ့တယ်။သူသူပွဲချင်းမိဆုံးတယ် မိမငယ်ဟာစကားကိုမဆက်နိုင်ပဲကြိမ်ငိုနေတော့တယ်။သူ့ရဲ့ဖုန်းကိုငါစီထိုးပြတယ်။ငယ်ရွယ်နှုပြုံမှုနဲ့တူပျော်ရွှင်နေတဲ့သူတို့မင်္ဂလာဆောင်ပုံတွေ။သူတို့ငားနေတဲ့အိမ်ခန်းရှိမှာဘိုက်ဖုံးအင်ကြီးဖဖကိုဝစ်ထားတဲ့သူနဲ့ရီမောနေတဲ့သူ့အမျိုးသားအတူတွေးရိုက်ထားတဲ့ပုံတွေ။နောက်ပြီးသူ့အမျိုးသားရဲ့အာသုဘအခမ်းအနားပုံတွေ။အဲ့ဒီတော့မင်းယောက်ျားအတွက်နင့်နာကြီးရရမို့လား။စိတ်မကောင်းဖြစ်လာတာမို့ ငါနှုတ်ကအရင်စလုံးမေးမိသွားတယ်။ဟင်အင်းမရဘူး။ဘာဘာလို့လဲ။ तू ကအထောက်ထားမဲ့လှူသားမှုတဲ့။ကြားရတော့စကားများကိုငါမယုံချင်။ဥပဒေကိုထင်ရဆိုင်ကြတာပဲ။မလေးစားမလိုက်နာကြတာပဲ။လစ်လူရှုကြတာပဲလို့ငါစိတ်ထဲကကြိတ်မနိုင်ခဲမရဖြစ်သွားတယ်။အဲ့ဒီတော့ကရင်းနဲ့ကျမအိတ်ရတဲ့လဲခဲ့တယ်။အခန်းကြီးချင်းမေးမပေါ်ရီကောင်းလို့သာ။ကျမသားလေးအသက်ဆက်တာပါ။ လူမမယ်ကလေးနဲ့အလောက်ကိုင်းကမရှိအဆောင်စည်းကမပေးနိုင်ဖြစ်လာတယ်။အထောက်ထားစာရွက်စာတမ်းတွေလည်းတက်တန်းမဆက်နိုင်ဖြစ်ပြီးလတွေမှလွန်ခဲ့တယ်။ငွေရွေတဲ့မုတ်ဆိုးမှဆိုပြီးအိတ်ခမ်းမှလည်းမလုံးမကြုံဖြစ်လာတယ်။ဒါနဲ့ဒီမနက်သားမီးနှစ်ယောက်ပင်လေတဲ့ဆင်းပြီးတက်တယ်မလို့အိတ်ခမ်းကထွက်လာခဲ့တာပဲ။နောက်မှသားလေးကိုတနာပြီးရဲစခန်းမှလာဖမ်းခံတာ။ကျမတို့ကို ထောင်ချပြီးနှစ်စီးရင်ကျမတိုင်းပြည်ပြန်ဖို့မယ်မဟုတ်လားရှင်။ မိမငယ်ဟာမာရသွန်ပြေးပွဲဝင်နေသူတူပန်းဝင်လာသူတို့မျိုးစိတ်ကိုလျှော့ချလိုက်တယ်။အဲ့ဒီနောက်သူခန္ဓာကိုယ်လေးလှုပ်အောင်ငိုတော့တယ်။ခလင်းငယ်ပါနိုးလာပြီးတားမိနှစ်ဦးငိုကြေးတန်ဟာငါတို့စခန်းထဲမှာညံစီသွားတယ်။မိမငယ်ရဲ့အချက်လက်တွေကိုမှတ်တမ်းသိချယူပြီးငါတို့စခန်းကလူတွေသူ့အလုပ်နေရာသူ့အိမ်ကန်းဝန်းကျင်နဲ့သူ့ယောက်ျားအလုပ်ကိုတွားရောက်ဆက်သွယ်ပြီးတိုက်ဆိုင်ဆစ်ဆီးခဲ့တယ်။ မိမငယ်သားမိကိုတော့ငါတို့စခန်းမှာပဲနေလဲစားကြေးပြီးနားနေခိုင်းထားတယ်။ဒီမိမငယ်ပြောတာအပေါ်တွေအလိညာတွေမတွေ့ရဘူး။အဲ့ဒါနဲ့စခန်းမှုအပါဝင်ငါတို့အဖွဲ့ဝင်တွေဆုံးဖြတ်ချက်တစ်ခုချလိုက်ကြတယ်။ကံမကောင်းကြောင်းမလားတဲ့ဒီမျက်နှာမွေးသားမိကိုငါတို့ကဝိုင်းပြီးကူညီဖို့ပါပဲ။လောလောလတ်လတ်အရေးတွန်းအလုံးအလူငွေထည့်ဝင်လိုက်ကြတယ်။ပြီးတာနဲ့သူ့စာရွက်စာတမ်းတွေတက်တန်းဆက်ပေးဖို့ တက်ဆိုင်ရာရုံးတွေကိုဆက်သွဲခဲ့တယ်။သူ့အိမ်ငန်းလားကတွေဆက်ပေးလိုက်တယ်။အိမ်ရှင်ငါတို့လူမျိုးကလည်းတဝန်းနှုံးမဲယူတယ်။ငါတို့ကုငွေလက်ကြံကိုသူ့လက်ထဲထည့်လိုက်တယ်။မင်းမအခုကြံတဲ့ငွေနဲ့ဆိုအိမ်ပြန်စရေလောက်ပြီမဟုတ်လားညီမ။အထောက်ထားလဲပြည့်ပြည့်စုံစုံနဲ့မို့တရားဝင်လန်းကပြန်နိုင်ပါပြီ။မင်းယောက်ျားအတွက်နင့်နာချေရအောင်လေအစင်စင်တင်ပြပေးမယ်။မင်းမငယ်ဟာသူ့နာကို သူမယုံဘူးထင်တယ်။အတော်နဲ့စကားပြန်မလာဘူး။ ပြီးမှလက်အုပ်ချရင်ရှိုက်ကြီးတငယ်ငိုကြွေးတယ်။နှုတ်ကလည်းကျေးဇူးစကားကိုတွတ်တွတ်ရွတ်နေတော့တယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။မိမငယ်ဟာညာလက်နဲ့သားငယ်ကိုပွေပြီးဘဲလက်နဲ့သူ့မျက်ရည်တွေကိုတုပ်လိုက်တယ်။ပြီးမှတီတီငင်ငင်နဲ့စကားဆိုတယ်။သားလေးကိုသူ့အဖေဘက်က အမေကြီးဘာကြီးစီမှာအပ်ပြီးတားရှိရေးအတွက်ဒီနိုင်ငံကို ကျမပြန်တက်လာမယ်။အလုလာလုပအောင်မယ်။ငါ သူ့ပခုံးကိုဖောပွားကင်ပြီးနှစ်သိမ့်ပေးလိုက်တယ်။ရဲမေဖုံကမိမသားချင်းပွေဖက်နှစ်သိမ့်တယ်။မိမငယ်ဟာငါတို့ကိုနှုတ်ဆက်ပြီးသူ့သားကိုပွေချီရင် လာလန်းတိုင်းပြန်ထွက်သွားတယ်။သူပြန်ချိန်မှာတော့မိုးလေကင်းနေပြီ။အလာတော့ကလို့မိုးရဲကြီးတဲ့မသွားရတော့ကံကောင်းပါစေညမာလေးရေလို့ငါနှုတ်ကရေရွတ်နေမိတယ်။နားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။